这个榴莲是三年的呀，一几多万来呀？哦，看嘞，呃，榴莲哎，我苗子要发的这哎，苗子在哪块嘞，那 a 有多少在，都苗出来嘞，苗苗喏，就来找年那个地里阿拉播的这个都苗都多几大嘞，我出于在哪哪里种多他妈，所以你们都那方便那产，好不就是苗子也下了，我就一点，苗子种嘛。 ယောက်ကလေးတောင်ကဝါးပင်ကြားထဲမှာညက်ကြိုက်နေတာလေသူကခေါ်လိုက်တဲ့တောင်ကအဲဝါးပင်ကြားထဲဝါးပင်နှစ်ပင်ကြားရောက်တာသူကညက်ကြိုက်နေတော့အောက်ကြလေကျင်းလေဖြစ်မှာမဟုတ်လားဒီလိုညက်ကြိုက်ခေါ်တယ်။ကျင်းတော့လေသူ့ခါးမှာညက်ကြိုက်နေတာဆိုတော့အောက်ကလည်းတော့တင်ဆုံးတော့လေရှိသေးတယ်ဆိုသူထွက်လို့ပြ။ပြည်ရလည်းမပြည်နဲ့ပြည်တော့ဗျာ။အပြည်လို့ရ။ပြည်လည်းမတည်ဘူးသူသူကမှပါမထိခိုက်တာလည်းပေါက်တာတော့။ဒါလည်းမနာဘူး။ပြည်လို့မရတာပဲရှိတာလေ။အဲအဲ့ချောက်ကလေးဖမ်းလိုက်ရ ောက်ကလေးပါလာတယ်တော့တန်ကျိုးလေးနဲ့ခြီးတာလေကျိုးတို့ရဲ့အောင်တာပေါ့အောင်တာကခြီးတာတော့နောက်ကလေးကကျုပ်ကညှင်းထားတာပေါ့ခွိခွိနဲ့ဒီခါလေးကဒေါသထက်တာပြောတာပေါ့ညောသေးသေးလို့လားအဲ့ကျိုးလဲတနာတော့ရာမင်းတို့ကွာဘာလို့ကြောက်ပါလဲအိမ်ယူသွားကြပါနဲ့ပေါ့ဝေးတော့ပါလားကျေတရားဝေးတော့ပါတော့ဟုတ်တယ်ဟောဝေးတော့ပါတော့ဟောကဒီဟိုသူ့ရဲ့ချောင်းနဲ့အိမ်ပါပေါ့ရာဟိုသူ့တော့မဟုတ်ပါဘူးတခြားဒီဒီခုတ်လာတဲ့သူပါပဲ ဒီလိုလာရဲဆိုတော့အဲ့ဒီဆိုတော့တမားကြီးကနားပေးပါကွာပေါ့ဒါလေးငါသားနေပြီးတော့မျောလေးတော့ဖမ်းခဲ့ပါလို့တော့ပြောတော့ငါအေးဖမ်းခဲ့မယ်လို့တော့အာဒါသူ့ကိုတကယ်ကြီးရှိနေပြောခဲ့သေးတယ်ပေါ့ဗျာပြီးတော့ငါသားမပါတာကွာပေါ့လားပြောနားပေးပါဆိုတော့ယူရပြီးပြလိုက်ရောဗျာချက်လည်းသားတော့ပြီးဟောလားမျောလေးလည်းသေးတာဆိုတော့ဒါနဲ့အဲ့ဒီမျောလေးကိုအဲ့လိုအကျိုးလေးနဲ့ချိတာတော့ပြီးခွီးခွီးတနာတယ်ပြည့်နှစ်ရက်လောက်ကြာတော့တနာတော့အမျိုးပြောနေပါ ိုးတဲ့ကြောက်ရတယ်ပေါ်လိမ့်မယ်သူနေသေးတာကောင်းပါတယ်လို့ပြောတော့မရဘူးဖျက်ဒီမြောက်ကဘယ်လိုကမြောက်အုပ်ထဲကိုအဝင်ခံတော့ဘူးဒီလူလက်ထဲရောက်ပြီလားအဲတော့သူလွတ်လိုက်တော့သူကတရားမယ်ပုံပဲဘယ်နည်းကိုပြောဘယ်နည်းပုံပဲကဲပြပါတော့ကြောက်ကြတော့လေသူအတင်းလေးနဲ့သူနေတာတော့အတင်းလေးရတယ်ဆိုတော့ဒီကဖောက်သွားတယ်ပြောရမှာပေါ့နော်ရန်သူလာရတဲ့နောက်မှာမပြေကြဘူးလို့ဆိုတော့အဲ့သူ့လောက်ခံ တတ်ပြီအဲလိုမျိုးပေါ်တာဘယ်လိုလားတော့မြောက်ကလည်းမြောက်အင်းပင်းနဲ့မြောက်အဲလိုကျွဲလို့သွားတော့လေသူတို့ရဲ့အင်းပင်းနဲ့သူတို့လူလည်းပဲတကယ်အင်းပင်းရှိတာပေါ့လူကတော့တက်ကြီးတွေထဲမှာတော့ကောင်းကြဆုံးဖြစ်နေအဲဒါတော့ဘိုးပြီးတော့ဒီကံကလနာတို့ဆိုတဲ့အင်းပင်းကရှိတာပေါ့နော်ရှိပေမဲ့လည်းလေလူတပိုင်းကလည်းပဲသိရှိသေးတာမဟုတ်ဘူးဗျာလူတမိုင်းကသိရှိသေးတာမဟုတ်တော့လေလူကြီးလေးညံ့ ဒီနေ့ကပဲကိုယ်ရည်တွေကနေပဲပို့လိုက်တဲ့ဆောင်းတော့ပြောလည်းပဲအကုန်လုံးကတော့ဖတ်နိုင်မယ်မထင်နဲ့ရှောက်ကြီးလိုက်တာပေါ့ဗျာအဲ့ဒါဥပဒေရဲ့နောက်ဆုံးထပ်တဲ့ဆောင်းတွေတူပါရဲ့ဒီချက်ကူးကြောက်ပြပါနေလို့နေလို့နေလို့ရဲ့ဒီဆောင်းအဲ့ဒီဒီဆောင်းဟုတ်ပြီအဲ့တော့ဖတ်တဲ့အခါကျတော့သမိုင်းကြီးကပြောတာဆိုတော့လည်းပဲသမိုင်းကြီးကကိုမြင့်ဟောက်ရောက်လာတယ်လို့ဖြစ်တော့လည်းကိုလည်းရှောက်ရှာတော့ကြည့်လိုက်တဲ့အခါကျတော့ဩလဲကြတာ ်အဲ့လိုပဲဒီအလက်ဇန်ဒရီးယားလို့ပါတော့ဆိုရပြီးမဟာအလက်ဇန်ဒရီးယားလို့ဆိုကြတော့လူငယ်လေးတယောက်ပေါ့ဗျာအသက်လေးပဲ20လောက်ရှိတယ်လို့ပြောတယ်သူလည်းပဲဒါကဘာလုံးမို့သူဟုတ်ချုပ်နိုင်တယ်ဆိုတော့သူ့ကိုယ်သူမောင်းမှပြလိုက်တာလို့သူပြောတယ်ပေါ့နော်ဒါကဘာလုံးဆိုတော့ပြောတာသူတယောက်ကြီးတောင်ပြီးသွားတယ်ပေါ့ဒီအာဖရိကကလည်းသူဘယ်လိုလုပ်ရောက်မှာတော့တဲ့ဟုတ်တယ်သူပြောတာအဲ့လိုပေါ့သူဆိုလို့ရှိရင်သူ့တက်တာဟုတ်တဲ့သူတင်တော့ရဲရဲဆက်ဆက်ပတ် ရဲ့သက်သက်ရဲ့သက်သက်တခါတဲ့ရှင်းကိုမျိုးပြတ်ဖြစ်ပေါ့နော်အဲအဲ့လောက်မျိုးလိုအဲတိုင်ရမမင်းဖြစ်တယ်လို့ဆိုတဲ့ဟာမျိုးလိုပေါ့နော်တကယ်ရိုင်းဆိုင်ခဲ့တာပဲလို့လိုပဲသိမိတာပေါ့ဗျာနော်ဘု து ဘုကတို့ကတော့မောက်ပါလို့ဆိုချင်အနောက်ဆုံးတော့လည်းသူ30လောက်ဖြစ်မှာပဲပြီးသွားတော့ပါမယ်အဲ့တော့ဆိုလိုတာကရင်လူဟာ လူတီကကလနာနဲ့ညီညွတ်ရမယ်လူတီကကလနာလူသေးပင်နဲ့ပြည့်စုံရမယ်လို့ထုတ်နေတယ်တကယ်တော့လူတီကကလနာဆိုတာညွတ်ပေမဲ့ခင်ဟာတီကကလနာလို့ဒီမှာမသိတာပေါ့လားအဲဘုတို့တို့တကယ်မသိဘူးနော်ဒီလိုရောဟုတ်မလားအာဒမီကိုမေးမယ်ဆိုတော့သူမေးလူတိကကလနာပဲဟာတော့မသိနေရောနေရောမပြောပါတော့ယုတ်တိကကတော့မပြောနိုင်ရဘူးဖြစ်ရပါတော့ လူ့ကံကရဏဆိုတာသူကမြတ်လို့တယ်လို့ထိုးပြီပဲမဲ့သူကံကရဏတော့မှာကိုယ်ကနေပြီးတော့တရားနဲ့ပြောဖို့ကြာအဲ့လောက်မရှိဘူးလို့ထိုးတဲ့ခါကျတော့ဒါပြောလို့စင်တော့မသိလို့ပေါ့တော့အမေညာဘက်လက်ကဘုရားလုံးတော့ပေးရဲ့ဒီလိုလေးထောက်ပြလိုက်ပါတော့နော်ပြီးပြီးသားကရုပ်ပြတကယ်ကိုကိုသိသိကြကြပြီးပြီးသားလို့ဆိုတဲ့ခါကျတော့ချက်ချင်းပြတယ်လို့မသိတဲ့ဟာတို့လို့ရှင်းကတော့ဒီလိုကနားမှာပဲနော် ငါတင်းစားလိုက်ဦးမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲလိုပေါ့သူစီရံကလနာဆိုတာတကယ်ပြီးတဲ့ပုံရှိပြောတော့ပြောတာပေါ့တေးဥတည်ရဲ့စီရံကလနာကလားရဲ့စီရံကလနာအင်္ဂလိပ်ပြီးဂျပန်ပြီးအစီရံကလနာပေါ့နော်အကိုကိုနေရာနဲ့ကိုစီရံကလနာလို့ခင်တဲ့ဟာလေးတွေတော့စီရံကလနာလို့လုတ်ထားတယ်လို့ရှိရပါတော့ဒါပြောစေတော့ဂျပန်ရဲ့စီရံကလနာကလူတယောက်ကိုလေးစားတဲ့လူတယောက်ကိုချက်ခါချိုးပြီးတော့လေးကြည့်တာပေါ့လားနော် ါသိတော့ဗမာမှာတော့ရှိဘူးပေါ့အင်္ဂလိပ်ရဲ့ဒီကံကလနာလို့ဆိုတာတော့လူတယောက်ကိုဒါလေးစားရတယ်ဆိုလည်းဖက်ထုတ်ချက်ပါတော့တော့ဒါလည်းအင်္ဂလိပ်ရဲ့ဒီကံကလနာပဲဒါတကယ်တကဘာလုံးမှာရှိနေတဲ့လူအလုံးရဲ့ဒီကံကလနာပုံလေးအဲဂျပန်ရဲ့ဒီကံကလနာလည်းအဲ့ဒီတိုင်းပဲဂျပန်တို့ရဲ့ဒီကံကလနာပဲလို့ပြောပါတော့အဲလို့ဆိုတော့လူဒီကံကလနာဆိုတာကိုယ်ဒေသရဲ့ဒီကံကလနာပဲပြောကြပါမယ်တကယ်ပြီးဟိုတိတ်လို့ပြောပါ โอ้ตะกบาลงนี้อยู่ตะไมนี้อยู่เปียนพี่รอได้ละกี่ไหลเนี่ยเดี๋ยวอ่าดูแล้วတော့ไหนเนี่ยหลูอ่ะด่าอไนอยู่ด่าเว้ยบ่มันน่ะเว้ยบ่เนาะไหนเนี่ยหลูมันเนี่ยลุกด่าชုံးเนี่ยหลูอ่ะတော့ด่าไม่มันน่ะลุกไล่ด่าเอ้ยไอ้ตัวမျိုးนี้ตัวတော့ลุกอีกันกรณาเต็มไม่พอกูบอกมันเนาะตะเกเรอหลูมาတော့อีกันกรณาอ่ะชื่ออ่ะ ိုးမတို့ဘုရားနဲ့ခစ်ပြိုင်တော့သူဂရေတီလို့ဆိုတာပေါ်သွားတယ်ပါဒီဂရိမှာပေါ့နော်ပေါ်သွားသူစိန်လည်းပဲသူစီကကလနာကိုတော်တော်လူကျင်တဲ့ပုံရှိတယ်ဗျာသူရဲ့ဒီဖွင့်ွေးချက်တွေကိုအာမာရာသူရဲ့သူရဲ့ဂုံကြီးဒိဋ္ဌာစရာပဲဟာလဲလို့ပါတော့နော်အဲဒါရီဖွင့်သူတော်တော်ကြီးဖွင့်ွေးခဲ့တယ်လို့ပြောသူရဲ့ဂုံကြီးဒိဋ္ဌာစရာဂုံပြောင်းပြီးတော့နေနေတဲ့သူဟာ ဘယ်လိုဒီကြောက်သူကုန်ကြောက်ပြီးရတယ်လဲအဲအဲ့လိုမျိုးပေါ့နော်ဘသူတွေကုန်ကြောက်နေတာကြတော့ဘယ်လိုလဲဘသူတွေကုန်ကြောက်နေတာကြတော့အဲ့ကုန်ကြောက်နေတဲ့သူရဲ့အားလုံးပေါင်းကိုသူပြပြနေတဲ့သဘောပေါ့ဒါဆိုတော့လူရဲ့ဒီကံကလနာရှာလာလို့ပြောရမှာပေါ့နော်အဲ့လိုသူခရားဆိုလို့ရှိရင်တကယ်တော့သူခရားနဲ့တခြားသူတွေနဲ့ရဲ့ဌာနကြာလူစီကံကလနာကိုသူခရားပေါ်နိုင်ခဲ့တာလေ မှန်တခြားသူတွေကဘာသာရေးရဲ့အိမ်သူတွေရှိတယ်။အဲမွတ်စလင်တွေရှိတယ်၊ခရစ်ယာန်တွေရှိတယ်၊ဂျူးတွေရှိတယ်။ဆိုလိုတဲ့ကားတော့ဆိုတဲ့ဟောတော်တွေကဒီအီရန်တို့ဘာလို့မှတော်တော်သူတို့လည်းပဲထုံထုံကားကားတွေပဲကွယ်တာရှိခဲ့တယ်။ဘာသာရေးအများကြီးရှိခဲ့တယ်လို့ပြောကြပါလို့နော်။အဲ့ဘာသာရေးအများကြီးရလည်းပဲတကယ်ကတော့လူပိတကလနာခေါ်တာပဲဖြစ်တယ်။ဒါပေမဲ့သူတို့ထွားရတဲ့အားလုံးကို ပြန်ပြီးတော့ကြီးလိုက်တဲ့အခါမှာတို့ဗုဒ္ဓလွယ်ပြီးတော့ကျန်တဲ့သူတွေလည်းပဲလူတိကကရဏခေါ်တာတို့ဗုဒ္ဓလည်းလူတိကကရဏခေါ်တာတို့ဗုဒ္ဓလွယ်ပြီးတော့ကျန်တဲ့သူတွေအားလုံးရဲ့ခေါ်တဲ့တိကကရဏတကယ်တော့တို့ဗုဒ္ဓနဲ့လည်းပဲအတူတော့အတူလိုလိုပဲပေါ့နော်ဥမာလူတယောက်ကလူတယောက်ကိုမထိပါဘူးမစော်ကားဘူးလို့ဒီလိုတွေပဲဖြစ်မှာမဟုတ်တာပါနော် ဥပမာကွန်ပျူတာတို့ဘယ်လိုလုပ်ဆိုတဲ့ဒီတရုတ်ရဲ့လောင်သူတို့ဘာလို့ကြိုက်ရလဲ။ဒါတို့ဘုရားနဲ့ဖြစ်တယ်လောက်တွေပဲ။အော်တို့ဘုရားနဲ့တောင်းသူတို့ကွန်ပျူတာတို့နဲ့စောသေးတယ်လို့ပြောပါမှာတော့။အဲသူတွေလည်းအဲ့လိုပဲလူရဲ့ကျင့်ဝတ်တွေလိုက်နာရမယ်ဒီကံကရဏာရဲ့ပြောပါမှာ။အဲသူတို့လည်းပဲပါပြတယ်တဲ့နော်။အဲ့ဓာရီကိုဘာကြောင့်လိုက်နာရဲလို့ပြောတဲ့အပိုင်းကြတော့ရပါတယ်ခရစ်တော်ရှင်လည်း လူတယောက်ကလူတယောက်ကိုကျင်နာဖို့လူတယောက်ကလူတယောက်ကိုခရမစောနာဖို့အဓိကဒါပြောသွားတာပဲသူဘုရားနဲ့အတူတူပဲလို့ပြောပါတော့เนาะအဲ့လိုမျိုးလေးတူညီချက်ပေါ်မှာပြီးပြီးတော့ဘာသာတရားတွေကအတူတူပါပဲဘာသာတရားတွေကအတူတူပါပဲ ਨੇ ဟောအဲ့ဒီလိုရောက်တော့သွားတာပေါ့เนาะတကယ်တော့ခရစ်တော်ပဲဖြစ်ဖြစ်ဘုရားပဲဖြစ်ဖြစ်ခုနပြောကြတဲ့ဒီလောကသူပဲဖြစ်ဖြစ်ကိုပြုချက်ပဲဖြစ်ဖြစ်ပေါ့เนาะ ဒီဇူရိုအဇ်ဒါရောဘာလို့တခါလေးတီထောက်ခဲ့တဲ့ဖြာကြီးတွေပဲဖြစ်ဖြစ်နောက်ဆုံးကယူဘလူးရောဘာလို့ဆိုတဲ့တော်တော်သောသောအရေကပေါ်ပဲဒီပါရာတရားတွေပဲဖြစ်ဖြစ်အကုန်လုံးကတော့လူရဲ့ကိုကျင့်သိက္ခာတွေပြောသွားတာပဲလူရဲ့ကိုကျင့်သိက္ခာတွေပြောသွားပြီပဲလူကိုကျင့်သိက္ခာတွေကိုထားရခြင်းရဲ့တကြောင်ဘာကြောင့်ဒီလူကိုကျင့်သိက္ခာကျင့်ရတာတို့လို့ဆိုတာပေါ့နော် ပြောစနောကိုရင်သိက္ခာထယလူတိကံကရဏထယသဒနာပေါ့လူတိကံကရဏထယအမြင်ပေါ့နော်ဘယ်လိုမြင်ပြီးတော့ဒီတိကံလိုက်တာပါတို့အဲအဲ့ဒီဟာပြောတဲ့အခါကျတော့ဘုရားနဲ့ချားသွားတယ်ကြာကျန်တာတော့တိကံကရဏဟာအတူတူပဲလို့ပြောအောင်ပါပေါ့ပွာတော့နည်းနည်းပါးပါးကလေးတော့နည်းနည်းပါးပါးလေးပွာရဲဆိုတော့ဘုရားပါတော်ဆိုမုဒ္ဒဝါဒဝိရမနိတိခါမမာရိယာမိဒေလည်းချက်မှချက်ပြပါဘူး ေပြရတော့မကင်းကြပါလည်းဘုဒ္ဓဘာသာဝေရမဏိပဲဗျာတို့လေလိမ့်လေချင်းမှရှောင်းချင်ပါ යි ဒါပေမဲ့လိမ့်လေချင်းကိုဘယ်လိုလိမ့်လေတာကိုရှောင်းကြံပါလို့အပြောပြက်ကလေးတောင်ပြောင်းအောင်ကလေးတောင်မလိမ့်ပါနဲ့ရုပ်ဘုဒ္ဓဘာသာပြောပြီးပါတော့ခရစ်ယာန်ကတော့ပါပြောရဲ့ကျွန်တော်တရားရုံးမှာမဟုတ်မတရားနဲ့မထွက်ဆိုတော့တက်တဲ့ခံပါလေဟောသူကဒီလိုပြောတယ်ပဲတော့ဘုံမတရားတက်တဲ့ခံနေဆိုတာကလိမ့်လေတာပါတော့ ော်ဒီသူကခိုးတယ်ကိုလည်းမြင်တယ်အဲ့ဒါဘလို့ခိုးတာရဲ့အခန်းနဲ့တရားလိုကနေပြီးတော့တရားရုံးမှာဒီသူခိုးတာကိုဒီသူလည်းသိပါတယ်လို့သက်တေကိုပြောအဲ့သက်တေကိုခိုးတဲ့သူကပထမပေးထားတယ်ပထမပေးထားတယ်ဆိုတော့သူကြိုက်နေတတ်တဲ့အနေအထားရောက်ပေးထားတယ်ပေါ့နော်ပေးတော့တရားရုံးမှာကြားတဲ့အခါကျတော့အဲ့မောင်မင်းကိုတရားလိုကနေပြီးတော့ ဒါဒီလိုခိုးတာကိုမြင်တယ်လို့ဆိုတဲ့အကြောင်းပြောရတယ်တကယ်မြင်သလားပေါ့အကျွန်တော်မမြင်ပါဘူးခင်ဗျာလို့ပြောလိုက်မယ်ကွာတော့ဒါစင်တော့ဒါမတော်မတရားတတ်နေခံတာပဲဒီလိုပြောရမှာပေါ့နော်စေတံလောက်လိမ့်တာပဲလေဒါအဲခိညာလိမ့်တယ်ဆိုတာအဲ့လိုမျိုးလို့ပြောတယ်အဟုတ်မတရားတတ်နေခံတာမျိုးတုတ်တာကိုလိမ့်နေပြောတာပေါ့နော်အဲတကယ်တော့ပြောဖို့တော့ပါလားကြတော့လိမ့်နေဆိုတာမဟုတ်မတရားတတ်နေခံတာလည်းမဟုတ်ဘူး ကျန်တဲ့ကိုယ်ကိုရာကလေးတွေပါတစ်ခါတစ်ခါသူ့လည်းသိပြီးသေးဖို့မလိုတာနဲ့မဟုတ်အဲကိုပြောနေတာဘာပြောတာလို့မေးလိုက်တော့ကျွန်တော်မဟုတ်ဘူးပါလို့အဲဒီလိုမျိုးလိုပြောလိုက်တာသူလေးလည်းရှိတယ်မဟုတ်လားနော်တကယ်ဘာမှမဟုတ်ပါဘူးလို့ပြောတာကတော့ကိုပြောတဲ့တကားကဘာမှမဟုတ်တာတော့မဟုတ်ဘူးဘာမှမဟုတ်တာမဟုတ်ပေမဲ့လည်းပဲမင်းနဲ့ကတော့ဘယ်လိုမှမပတ်သက်တာမင်းသိဖို့ရံလဲမဟုတ်တာဖြစ်တဲ့အတွက်ဘာမှမဟုတ်ဘူးလို့ပြောလိုက်တာ ရပါမဟုတ်ဘူးလို့ပြောလိုက်ရင်တော့ပါပဲဒိဋ္ဌာဖြစ်သွားပြီလို့အတူဘုရားကလည်းအဲ့လိုပြောတာပေါ့အဲ့လောက်ကလေးတွေတော့ချားဟုတ်တော့ဘယ်မတတ်ရဘူးလို့ဒုဗုဒ္ဓဘာသာပြောတယ်ဒုဗုဒ္ဓဘာသာကဘာသာမတတ်ရဘူးလို့ဆိုတာအချင်းတော်ရင်ကောင်းအစားပြီးမတတ်ရဘူးဗျာအဲ့လိုမျိုးလို့ပြောနေတယ်ပေါ့နော်အခရိယာတို့ကြားလိုက်တာကျတော့မတတ်ရဘူးဆိုတာလူနဲ့လူချင်းချင်းမတတ်ရဘူးပြောတာအကျန်တဲ့အဲ့လိုမျိုးဆိုရအောင်နေရတော့ ဒါတို့ဘုရားနေပြီးတော့ဒါပြီးထက်ခဲ့တဲ့အချက်မပါဘူးလို့ပြောတာဟုတ်တယ်ပေါ့နော်မိုးကိုကြော်ပေးတဲ့သတ္တဝါဆိုလို့ရှိရင်ဘုရားလူတွေတောင်းဖို့အတွက်တော့မထားခဲ့တာဆိုတာမျိုးလိုလိုဒီနဲ့တွေပဲပေါ်ပေးကြတာပေါ့နော်ဒါပါနေနေတဲ့အဲဘာအင်ကြီးရတဲ့ဟုတ်ပြီအဲအဲ့လိုမျိုးများတော့ပြောတာဆိုတော့ဒီတက္ကဝါလောကနေပြီးတော့သာမုတောက်ဖို့အတွက်ဒါတွေကဖြစ်နေတာတွေပါလို့ဆိုတာမျိုးဒီသူတို့ဖိုက်ကြတယ်လို့ဆိုတဲ့ကကြတော့ ဒါကတော့တတ်တာရဲ့အနေအထားပဲပေါ်လာလေတဲ့နည်းချာပေါ့ဒိတ်တူနဲ့တို့ဘုရားဘာသာအနေနဲ့တူနေတယ်ရိုးရဘုရားဘာသာပြောတာနော်အကြမ်းနဲ့ကြိယာတော့မူစီလဲတော့လဲတို့ကလဲညီကိုရေတို့ကလဲတို့ကလဲနည်းနဲ့တူတယ်အဲလိုမျိုးလိုရှိတယ်တတ်တာရဲ့အနေအထားပဲနည်းနည်းပြန်လာချာတယ်အခိုးတာရဲ့နည်းနည်းအနေအထားပဲလဲနည်းနည်းချာမှာပဲလိန်နာရဲ့အနေအထားပဲလဲနည်းနည်းချာတယ်အချမ်းနဲ့တကယ်တော့မလိန်ကောင်းမတတ်ကောင်းမကိုကောင်း 好比我们来讲，我们那讲，我们考高，我们是啦。反正我们人考的，反正我们那考难的，反正我们考高难的，我知道。可是不要的，咱平时天安的明家他给他批的，对？我们九龙考难，啊，就是多旅游要的。平时天下的兵家，咱们六话，五六，要他给他批的，对？那个，主要也主要是哪样？哦，平天。 တတ်ဘူးဆိုလို့မတတ်တာပေါ့ဒီလိုဟုတ်တယ်မင်းမတတ်ဘူးဆိုလို့မတတ်တာဘုရားသခင်ကတို့ခံစင်းထားတာအဲတခါသူခံစင်းထားတဲ့တခြားသူတယောက်ကိုလည်းပဲဘုရားသခင်ခံစင်းထားတာဖြစ်ပါရဲ့နဲ့ကိုကနေပြီးတော့ဖြတ်ကြည့်လိုက်တယ်ဆိုရင်ဘုရားသခင်လည်းတော်ကရောက်တယ်ဘုရားသခင်မတတ်ဘူးလို့တောင်းလဲဥပဒေပညာထောက်ထားတယ်သူလည်းကျူးကျော်တာရောက်တယ်အဲလိုဖြစ်တဲ့အတွက်မတတ်တာဒါခေတ်ကျန်တော့ဘုရားသခင်တို့ရဲ့ဒါမတတ်ခြင်းတမင်ပေါ့နော် ။ဟဲ့လူရဲ့အတ္တရဲ့နေရာဘယ်လိုဖြစ်တော့။ဟဲ့လူကလူထဲမှာတဲ့အတ္တရှိတယ်။အဲ့ဒီအတ္တကလူသေးသွားရင်သွားမယ်။အဲ့ဒီအတ္တမသေးဘူးတဲ့။လူသေးရဲ့အတ္တဆိုတာဘဒုဗမာရီပြောတဲ့အသက်ဆက်တဲ့ဆရာမျိုးပေါ့ကွယ်တော့အဲဆက်သွားမယ်လို့ပြောတယ်။အဲ့လိုတခါလူမမဟုတ်တခါတော့ဘယ်လိုလဲကိုယ်လိုသွားလို့လည်းပဲသူတို့သေးသေးသွားမယ်။ ါနဲ့ခုတ်တက်လိုက်လို့ဒေရင်လည်းဒေသွားမယ်သူကသူယောဂပြရရပြီးဒေရင်လည်းဒေသွားမယ်သူတို့ရဲ့အတ္တရှိသူတို့ထဲမှာအတ္တရှိတယ်တဲ့သူတို့အတ္တလည်းမဒေဘူးတဲ့အဲ့ဒီခွေးအဲ့ကဒေသွားလို့ရှိရင်အဲ့ဒီအတ္တဆက်သွားမယ်အဲ့သူပြောတယ်အဲ့တော့အဲ့ဒီအတ္တကလူအမေပဲခဲသွားဝင်မွေးလာရင်လူဖြစ်လူရဲ့အတ္တလည်းပဲခွေးအမေရဲ့ပိုက်ထဲကိုသွားဝင်မွေးလာရင်ခွေးဖြစ်အဲ့တော့အဲ့လိုမျိုးလို့ပြောတယ် အဲ့တော့ဆိုလိုတာကတော့မတတ်ကောင်းဘူးဆိုတာဘာဖြစ်လို့မတတ်ကောင်းတာလဲလို့ဆိုရှင်အတ္တကိုဒါကိုယ့်ရဲ့ကိုယ်ရုပ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ဒီအတ္တခံကိုယ်ရုပ်တာကိုလှုပ်လိုက်ရင်ကိုယ်ခံသူကအဲ့လိုရှင်းဝါနောက်ဝါလည်းဆဲပြီးသလားမတတ်ကောင်းတာကိုအမြင်ဖြစ်နေသူကပြတယ်တဲ့ဆိုလိုတာကတော့မတတ်ကောင်းဘူးမကိုယ်ကောင်းဘူးနဲ့ဆိုတာတွေကိုသူတို့ကတော့ဘဝအတန်ဆက်နေနဲ့သွားလာပြီးတော့ ဖြစ်သွားတဲ့အခါမှာကိုယ်သာယုံညံ့တဲ့လုံမှလုံလိုက်ပြီးရင်ကိုယ်ကယုံညံ့တဲ့ဘဝရမှာဖြစ်တဲ့အတွက်ဘယ်လိုပေါ့ဟောအဲ့လိုမျိုးလိုဟိန္ဒူကပြောရမှာနော်တို့ယူရဘုရားဘာသာလဲဒီမျိုးလိုလည်းကြမ်းကြည့်ခဲ့ပါပါနော်အဲဒီတိုင်းပဲကြည့်ခဲ့ပါတကယ်တော့တို့ဘုရားအဲ့လိုမျိုးလိုပြီးကြတာဟုတ်ဘူးအဲတို့ဘုရားတော့ဘာပြောတယ်လဲဆိုရင်မတတ်ကောင်းဘူးဘာဖြစ်လို့မတတ်ကောင်းလဲဘာဖြစ်လို့မတတ်တဲ့လဲ တကယ်တော့တတ်လိုက်ရဲ့နဲ့ကိုယ်ကတတ်သူဖြစ်သွားပါလားဒီလိုပြောရတော့နော်တကယ်လို့မကောင်းဘူးခိုးလိုက်ရင်ဘာဖြစ်မှာခိုးလိုက်ရင်ကိုယ်ကခိုးသူဖြစ်သွားတာအဲ့ဒါလည်းတော့မကြည့်ရဘူးနော်ဘာလို့လဲတော့ကိုယ်ခိုးလိုက်လို့ခိုးသူဖြစ်ခံရတာလဲမမြင်ဘူးကိုယ်တတ်လိုက်လို့တတ်သူဖြစ်ခံရတာလဲမမြင်ဘူးကိုယ်မှားလိုက်လို့မှားသူဖြစ်ခံရတာလဲ မမြင်တဲ့အတွက်ကတကယ်ကဘာမှဘယ်သူမှမပြောခဲ့တာပဲတို့ဘုရားရှင်မြတ်တရားအောင်တဲ့အဲ့ဒီအောင်ပြောခဲ့တာပဲနော်အဲ့တော့ဒါတော်တော်မြုပ်တယ်လို့သူပြောအောင်ပေါ့နော်အဲ့တော့သူတို့ကတော့ပြင်တို့တို့ဘုရားဖရာကမတတ်ကောင်းမှုပြောရဲမခိုးကောင်းမှုပြောရဲမလိမ်ကောင်းမှုပြောရဲလေရင်တိုင်းခိုးရင်ပိုင်းဘာဖြစ်မှာမဟုတ်လေလို့လေအေးလေဖြစ်ပါမှာခိုးသူတတ်သူပါတယ် ြစ်သွားမှာဟောအဲ့လိုမျိုးလို့သူကပြောတယ်ပေါ့နော်ဘယ်သူနဲ့မှမတူတော့ဘူးဒါမှတော့ဆရာယူရရင်တော့ဦးလေးယူယူလေးဘယ်သူနဲ့မှမတူတော့ဘူးခရိယာကတော့ဘုရားသခင်ကနေပြီးတော့အမျက်တော်ရှာမတူလို့အဲမူဇလေဟာလည်းဒီနီလကောင်ပဲဘုရားသခင်ကနေပြီးတော့ဒါတတ်ခတ်တာကိုခံမတူလို့အဲဟိန္ဒူကတော့ဘာဖြစ်လို့လဲဟိန္ဒူကတော့နောက်ဘဝမှာကိုခံရမတူလို့အမတ်ကောင်းတာမကိုကောင်းတာ မလိမ်ကောင်းတာတဲ့ဟောဒီလိုမျိုးလို့ပြောရတယ်ပေါ့နော်ဒုဗုဒ္ဓကတော့ဘုရားသခင်အားဒီတော်တို့ဒါတခါမှာဆိုရင်လည်းမဟုတ်ဘူးနောက်ဘဝမှာတို့သူဘဝတွေဖြစ်ရမှာဆိုရင်လည်းမဟုတ်ဘူးတို့အခုခိုးလိုက်လေလေတတ်လိုက်ဆက်လိုက်လို့ရှိရင်တို့ပဲခိုးသူလေသူတတ်သူဖြတ်သူအခုချက်ချင်းဖြစ်တော့ဆိုလိုတာကတော့ကလေးတွေကိုဖုံထဲမှာကြားရဲကလေးမကသားနဲ့ ုံထဲမှာမင်းမထော့နဲ့လို့ပြောမယ်ပေါ့နော်ဒါလို့ဘုံထဲမှာမထော့နဲ့လို့ကလေးကိုပြောတာလေလို့ဆိုရဲတဲ့နောက်ဘွားကြပါပြမလို့လို့လို့ဟုတ်ဘူးနော်နဲ့ဘုရားသခင်ကနေပြီးတော့ပြစ်တာခါခါလိမ့်မယ်လို့လည်းမဟုတ်ဘူးနော်ဘာလို့ဘုံထဲမှာထော့ပါလဲဆိုရင်ပြေးပုံပါပေါ့ဘုံတော့ဘုံတော့မှာပေါ့လို့ဒီလိုပြောတာနော်ဘုံလူးမှာတွေ့လို့ဘုံထဲမှာထော့နဲ့ပြောတာ အညစ်အကြေးတွေကိုမကန်တွယ်နဲ့လို့ပြောတာအညစ်အကြေးတွေနင်းသွေးပြန်ပြီးကြလားယောဂဗျာကြီးချုပ်ထုတ်လို့အညစ်အကြေးမကန်နဲ့လို့ပြောတာနော်တကယ့်အဲ့ရနဲ့တူတူပဲဗျာအခုလည်းပဲဒီမလိန်နဲ့တော့ဘာလို့လဲနင်းလိန်လို့ဖြစ်မလို့မပြောဘူးနော်ဒုက္ခရောပါတာတွေမပြောဘူးနော်အဲသူပြီးလို့ဆိုရင်ပြောတော့တာကိုကလေးတွေလည်းမလဲရဘူးသူကြီးရဲ့ပေါ့ဘာလို့လဲဆိုတော့ကိုကလူလိန်ဖြစ်သွားမှာလို့ပြောရပါတော့ဟုတ်လားနော် လေးဆိုတာလည်းလိတ်တက်တယ်ကွတော့အော်ဆိုတော့ကလေးဆိုတာအားရှိဘူးခေါ်တာအားမရှိတော့လူကြီးကဘာလို့ပြေးသားလို့ခံရလဲကျင်ကလေးကအားမရှိတော့ရုံးကပြင်းမှန်းနေတယ်ပြင်းမှန်းတော့လည်းပန်းနေလို့မှဆိုတော့ဘယ်သူမှမလုပ်ချင်ဘူးမလုပ်ချင်တော့လည်းမလုပ်ချင်ဘူးလို့ပြောလိုက်ရင်လည်းဒုတိုက်ပြီးပြောလိုက်တာဆိုတော့ဒီကလေးရိုက်ချိန်မှာလို့ဆိုတော့ဟောသူကနေလိန်ရပါတော့ဒါဘာဖြစ်တယ်ညာဖြစ်တယ်နဲ့သူပြောရမှာပေါ့နော်လိန်တာအဲ့ဒါ တကယ်တော့ကလေးလိမ်တယ်လို့ဆိုတာဟာကလေးမနိုင်တဲ့ဘုံကိုကလေးကိုပေးပြီးတဲ့အခါကျကလေးမလုံချင်တဲ့ဟာကိုကလေးကိုလုတ်ခတ်ကြည့်ရတဲ့ကလေးကနေတော့လုံချင်ဘူးလို့လည်းမပြောနိုင်တာဆိုတော့သူဥပဒေချိန်ရတော့အဲလိုမျိုးလို့ဆိုတော့မလိမ်နဲ့ဘာဖြစ်လို့လဲလိမ်ပါလိမ့်မှာပဲဒီလိမ်ဖြစ်သွားမှာပေါ့အဲဒါမခိုးနဲ့ခိုးလို့ရတာနဲ့မတားဘူးရတဲ့ဒီနေ့တော့အဲ ကိုယ်တကူဖြစ်သွားလို့မလို့နောက်ကိုရှင်းတာရှင်းတာခုတ်ပြီးခုတ်ပြီးပြီးတော့ခုတ်ကျင်တဲ့စိတ်ကိုဖိသိမ့်လို့မရဖြစ်ပြီးခါလားဖြစ်ပါရဲ့ကိုယ်ဟာတော်တော်ကိုယ်ဟာတော့အဲ့လိုမျိုးမျိုးလို့ဖြစ်တယ်တွေ့ဘုရားဗျာတော့တကယ်အရှင်းဆုံးပြီးတော့ပါတယ်နော်အကလေးဖုန်နဲ့မဆောင်နဲ့လို့ပြောတာနဲ့အတူတူပဲလို့ပြောတာ။မစင်မကြိုက်ရဲ့အဝကိုင်းနဲ့ဥမာဥဝဲရသားလေးနဲ့ရှိတော့ဟာသူတို့ကလည်းကြောင်းကြောင်းကရေကနဲ့ကိုရေဖြစ်ဖြစ်ချိုးရတယ် မညှိုးနဲ့ပေါ့လားဒီရံလေးကတိမ်တိမ်လေးအောက်ကလည်းညှိုးတယ်အများကြီးဆိုတော့သူတို့ညှိုးလိုက်လည်းနောက်ကတာပေါ့တော့ညှုတ်တာရေနောက်ကမှသွေးလို့ဆိုရတဲ့သူတို့နောက်တဲ့မျိုးတွေကသူတို့ကိုပါပေတော့အာရေချိုးတယ်ဆိုတာတကယ်တန်ရက်တော့အောင်လို့ချိုးတာပဲအခုတော့အဲ့ဒီရေတွေချိုးလိုက်တာမှသူကပိုးပြီးမြစ်ပတ်သွားမှာလို့ဆိုတော့ရေမချိုးသေးဘူးကတော့ရေမချိုးနဲ့ဒီလိုမျိုးပြောတာပါတော့တကယ်အဲ့ဒီကလေးကိုသုံးပါတဲ့အတိုင်းလိုလိုပဲပြန်သုံးပါတာတော့နော် ိလဲသိသိကြတယ်ကိုကောင်းတာပဲအဲ့ဒါလည်းသိဖို့ကလည်းသိခက်တာပဲလို့ပြောရမှာပေါ့နော်ကိုဖြစ်တာကိုမမသိတာကြီးကိုသိအောင်လည်းပဲသမီးတို့လည်းကြားရတော့တကယ်ကိုလည်းလိမ့်လိုက်လို့လူလိမ့်ဖြစ်သွားတယ်လို့ဆိုရင်လူလိမ့်ဖြစ်သွားတဲ့အတွက်ဘာတွေဆက်ဖြစ်နေတယ်လို့ဆိုတာကိုသမီးတို့လည်းမြင်အောင်ကြည့်ပြတော့အဲ့ဒါတွေကိုမချုံမမိန်နဲ့မချေမငံပြောလိုက်လို့ ို့မှာမချေမငံပြောတတ်တဲ့လူမချုံမမိပြောတတ်တဲ့လူဖြစ်သွားရင်ဒီမချုံမမိပြောတဲ့အလေးမချေမငံပြောတဲ့အလေးလေးကနေပြီးတော့နောက်ကြတော့တစ်ဖြည်းတစ်ဖြည်းနဲ့လူကညံ့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 သွားနောက်ဆုံးကျကို့ဟာဖတ်တယ်လို့တော့မရဖြစ်မှာနော်ဒါကို့ကိုကြည့်ရတာကောင်းလို့မယ်နော်ကို့ကိုကြည့်လို့သိတဲ့ဟာလေးနဲ့အဲကို့လူလေးတွေကိုကိုကလည်းပြောအဆုံးမပေးရဘူးခေါ်လားဟုတ်တယ်ဟုတ်တယ်ဘုံဘွားကြီးကြီးကြီးဟောတာပဲဘုံကတော့ အဲလိုမျိုးပေါ့အဲသူတို့လည်းအဲလိုမျိုးကြီးဒါထားကြလို့သူပြောတာပေါ့နော်တော့ဘုရားဗျာကတော့တခြားဘာသာတရားတွေနဲ့ဒီကိုရင်တရားကိုပြောတာကတော့အတူတူပဲဟုတ်ပါတော့လူပေါင်းတဲ့ဆက်ဆံရေးပိုင်းဆိုင်ရာအတိကကလနာကိုတခြားပုဂ္ဂိုလ်တွေလည်းပြောကြတာပဲကောင်းသားတွေပြောကြတာပဲဒါနဲ့အတူတူပဲလားလို့မေးရင်သူတို့ပြောကြတာရဲ့အကြောင်းအမြင်ဟာမခိုင်ပါ ဗုဒ္ဓပြောတယ်ပြောတာရဲ့သီကံကရဏရဲ့လူသီကံကရဏရဲ့အကြောင်းအမြင်ဟာတော့တကယ်ကိုယ်တွေ့လက်တွေ့ကိုမြင်နိုင်တဲ့အရာမြင်နိုင်တဲ့အရာဖြစ်လို့ဒါတော့မျက်စိကမပွင့်သေးတော့လေမကြည့်ကြသေးတော့လေမမြင်တာပေါ့နော်အဲ့လောက်ခြားနိုင်ဟုတ်ကဲ့နော်တကယ်ကတော့ကဘာပေါ်မှာရှိကြတယ်သူတော်ကောင်းဆိုတဲ့ဒီဘာသာတရားတွေပဲဖြစ်ဖြစ်နိတိတရားတွေပဲဖြစ်ဖြစ်ပေါ့နော်အခုနပြောရတဲ့ကွန်ဖျူရှာလို့ပါလို့ဆိုတာသူတို့ဆိုရင်နိတိတရားကြီးလို့ အဲဒီလိုမျိုးလို့ပြီးမှတ်ပြီးကြတယ်ဘာသာတရားကိုပြီးချက်ပါလားလို့တော့အဲမတတ်မှတ်ကြဘူးအဲ့ဒါကဆိုတာနောက်တော့လေကွန်ပျူတာကိုဘုရားကျောင်းတည်ပြီးပို့ဝင်ရတဲ့ဖြစ်ရောက်တာပဲလို့ဒီလိုသိရပါတယ်အဲတကယ်တော့ဘာသာတရားဆိုတာ ਨੇ နိတိဖြာဆိုတော့နိတိဟာစိတ်ကိုကောင်းတော့သွားလို့ရှင်းတာတော့သူလည်းပို့ဝင်ရတဲ့အခါကျသူလည်းဘာသာတရားဖြစ်သွားတယ်လို့ပြောရပါမှာနော်ဒါကသူကျင်းရလာမှာပထမရည်မှာပြင်ရတယ်ဒုတိယရည်မှာ ဒီဝါကျတရားရည်မှာတရားရှာဆိုရတကယ်ဘုရားဟောလို့ကြောင့်ဖြစ်ကျင်နေတာဖြစ်ခဲ့တာပဲတို့တို့ဒီဗုဒ္ဓဆိုလို့ရှိရင်လည်းဗုဒ္ဓဘုရားဆင်တယ်တကယ်တော့ဘာသာတရားစာမဝင်ဘူးလို့ဒီလိုပြောရပါဗျာဘာသာတရားဆိုတာကမတိရာကိုအခြေခံပြီးကိုယ်ကနေပြီးတော့ဒီကံကလနာရဲ့အခြေဖြစ်တယ်ကိုမတိရာကိုသမြင်ထားပြီးတော့ဒီကဒီကံကလနာသမ္မတာကြီးကဘာသာတရား ိုးဘုရားဗျာကမသိတာကိုဘယ်လိုမှရှိခံအခြေခံတော့ရှင်းဘုရားတို့နောက်ဘုရားတို့ဖြစ်တယ်လို့မဖြစ်တယ်လို့ဆိုတာမပါဘူးအဲဒါလို့မပါတော့သူ့ဘာသာတရားသာမဝင်ဘူးလို့ပြောရပါဗျာသူ့လက်ထက်ကယမနာရီဖြစ်ဖြစ်တချို့သမနာရီဖြစ်ဖြစ်ကဘာတွေပြောလဲလို့ဆိုရှင်အတ္တိရပါတော့သူကပြောစင်တော့ဘာသာမဲ့ကြီးလို့ပြောလိုက်တာနော်အတ္တိရဝါဒလို့ဆိုရဲပါဠိတကားက ဘာလို့ပြောမသိလားဘာသာနဲ့လို့ပြောလိုက်ရတယ်။အဲတို့ဘုရားတကယ်ကြတော့သူခိကသူနဲ့ခိတဲ့လူတွေကသူ့ဘာသာနဲ့ပါလို့အဲလိုမျိုးလို့ပြောတယ်လို့ဆိုတော့ဒီကနေ့ကျမှဗုဒ္ဓဘာသာဆိုပြီးတော့တို့ကလည်းပြည့်စုံကြတာပြောကြတယ်နော်။ဘာသာတရားသိရင်လည်းမထိတ်တန်းနေပြီးတော့ဝင်နေတာပေါ့နော်။အမှန်တည်းတော့ဒုဗုဒ္ဓဘာသာတရားသိဖို့ဘာသာတရားဆိုတာရှင်းလင်းမှပြောရတယ်ဘာမှမမြင်မဲနဲ့ရောက်တော့တော့နဲ့လောက်ရတာ ဒါပေမဲ့လုံတော့ပါလို့လို့ဒီသီကံကလနာလို့တာပဲသီကံကလနာကိုကောင်းစေခြင်းပဲလीကောင်းစေခြင်းတော့လေသူတို့လည်းပဲဒီလန့်နေထွင်ရတာပေါ့ဟောဘုရားသခင်တို့ကျေးဘွားနောက်ဘွားတို့ပေါ့နော်ဒီလန့်နေထွင်ရတာပေါ့တကယ်တော့သူတို့မမြင်ဘူးအဲ့ဒီခင်ရရီကသူတို့ရဲ့ကြံထားချက်ပဲအဲ့လူဘုရားကောသူတရားရဲ့အတ္တကဝင်ကြတယ်တက်တာလို့ဆိုရယ်ကြံထားချက်ရဲ့အာယုမဟုတ်ဘူးလို့ဒီလိုမျိုးပြောတာပေါ့နော်အဲ့လိုဆိုတော့ဘာသာတရားသိရင်မဝဲဘူး ဘုံဝင်မဲ့ဒီကနေ့တော့ဒုဗုဒ္ဓလည်းဘာသာသူတို့ဖြစ်နေရတယ်ကွန်ပျူတာတို့လည်းတော့သူတို့ဆိုလည်းဘာသာလို့ပဲပြောရတော့တော့သူဘာသာကျဘာသာရှင်တူဘာသာနဲ့ဒီလိုပြောရတော့တော့အဲလိုပြောရင်တော့အဲ့ဘာသာတရားတွေထဲမှာဒုဗုဒ္ဓဘုရားရဲ့ဘာသာတရားတော့အခုနပြောတဲ့အတိုင်းဘာသာတရားသိရင်မဝင်ဘူးလို့ဆိုတဲ့အတိုင်းတကယ်တော့လူရဲ့ဖြစ်ရကိုလူဖြစ်ရကိုလူကသိမ်းလို့လားမသိတာလို့ပြောရအောင် အလူရှိရပဲပြောရတာလို့သူပြောရမှာပေါ့နော်အဲ့တော့တကယ်လူဣဒံကလနာကိုဒါပြောပါလို့ခေါ်ပြီးလို့ဆိုရတာကျွန်တော်လူချင်းလူရဲ့ပေါင်းတဲ့ဆက်ဆံတဲ့အခါမှာဘယ်ဣဒံကလနာကိုလိုက်နိုင်ရမလဲလို့ပြောပါလို့ဆိုရင်ဘယ်သူမှသိသိကြရအောင်မပြောနိုင်ဘူးနင့်ငါ့ပါဘူးဆိုတဲ့ဟာမျိုးလေးနဲ့ပေါ့ဒီစဉ်းစားပါဦးမယ်ကွာလို့ဆိုတာမျိုးဖြစ်ဖြစ်ပြောရမှာပဲအာသိညာလက်လက်ပြသမှာလို့ဒီညာဘက်လက်ကိုတတ်ပြနိုင်တယ်လို့ 一个人拿五张，那就没变嘞。那个不标肉啊，哦 <music>，还有标肉，啊 <music>，是不是那个肉标啊？好了，好了，好了，现在都标价嘞，就是说啊，都年份来细的肉，就是细的好的，标牌写的喏，哎，有些那个有些一个人拿出来，都见他了，卖他了，对呢，来没多少个了，几几百个了。不过啊，说见他了，卖他了，来，好多了，对不？有的卖的，开始便宜嘞，好。 အတို့ရပါတယ်မှာနှလုံးရှိတယ်လို့ဆိုတာတို့မမေ့ဘူး။တို့ရပါတယ်မှာအသေးရှိတယ်လို့ဆိုတာလည်းတို့မမေ့ဘူး။အဲ့လိုမျိုးလိုပဲတို့ကိုယ်ပေါ်မှာခိုးရင်တခုဖြစ်တယ်လို့ဆိုတဲ့ဟာလည်းပဲဒီမှာတကယ်ဖြစ်နေတဲ့ဟာကိုကိုသိတာဖြစ်တယ်ဆိုတာမမေ့ဘူးလို့ဒီလိုပြောရမှာပေါ့နော်။အဲ့လိုပဲလိန်ရင်လူလိန်ဖြစ်တယ်လို့ဆိုတာလည်းပဲအာတို့ကိုယ်မှာတကယ်ဖြစ်နေတဲ့ဖြစ်ကိုကိုယ်သိရတာဖြစ်တဲ့အတွက်ဒါမမေ့ဘူးကွာ။ဒါမမေ့တော့ကိုယ်ကတခုဖြစ်ခံနိုင်လို့လား။ ဟိုခုတ်ပဲတွေ့ပေါ့နော်ပစ္စည်းတစ်ခုရရင်မှာပေါ့ကိုရောက်ဘလို့မှမလုံးနိုင်တဲ့ပစ္စည်းဆိုရင်ခုတ်ပါကိုရမယ်အနေထားရှိတဲ့ပစ္စည်းဆိုရင်ခုတ်ရင်သိပေါ့အောင်ပါပဲဒါလို့ဆိုရင်အဲ့ဒီပစ္စည်းကိုရတာနဲ့တခုတ်ဖြစ်ရတာဘယ်ဟာမြတ်တယ်လဲလို့ပြောကြည့်ရမှာပေါ့နော်တကယ်တော့တခုတ်ဖြစ်ဘယ်ဟာကျုံးတယ်လဲပေါ့နော်အာတခုတ်ဖြစ်ဖြစ်တယ်ရှုံးတာပေါ့ပစ္စည်းရတာကဘလို့မှလည်းတမုံဖြစ်ဘူးပေါ့တခုတ်ဖြစ်ဤတာရလိုက်ရင်တော့ဟောတယ်ဘာဖို့ဆိုတာပြောဘူးလို့ဆိုတာ ကိုယ်မြင်ရမှာနော်အဲလိုမျိုးလို့ဆိုတော့ကိုယ်ကနေအဲ့လိုမြင်ပြီးမှကိုယ်ကနေတော့လူကြီးကကရဏကိုလိုက်လာတာဖြစ်တဲ့အတွက်မမေ့တတ်ဘူးလို့တော့အညာဘက်လက်ဆိုတာပြရမှာဆိုရင်အချိန်ကြီးညာဘက်လက်ကိုပြနိုင်တယ်လို့ပေါ့နော်အဲကိုယ်ဒီမှာရှိနေတဲ့အရာကိုပြတာဖြစ်တဲ့အတွက်သိသိနေရတာဖြစ်တဲ့အတွက်မေးပြောင်းပြီးမသွားနိုင်ဘူးလို့ပြောပြောတော့နော်အဲ့တော့ဒုဗုဒ္ဓရဲ့သုံးပါးချက်ကတော့တော်တော်ကောင်းတာလို့ပြောပြောပါတော့လူတိကံကရဏဆိုတာကိုတခြားတခြားပါဠိတွေကလည်းပဲ ပြောကြတာတော့အမှန်ပဲပြောကြတာအမှန်ဖြစ်ပြီမလို့လည်းပဲတို့ဘုရားရဲ့ဘုရားစီကိုထိခိုက်ရလို့ရခဲ့ရတယ်လူစီကံကရဏတော့တကယ်အကောက်ဆုံးပဲလို့ပြောရမှာပေါ့နော်